မြန်မာပြည်ရဲ့နာမည်ကျော်ရော့ဘရင်ကြီးဇော်ဝင်းထွန်းရဲ့ရပ်တန်းခဲ့တဲ့ဘဝပုံရင်းများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရော့အစိုးရကြီးဇော်ဝင်းထွန်းကတော့1964ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာမွေးဖွားခဲ့ပြီးအမှုပညာမျိုးရိုးရှိပါတယ်ဖခင်ဖြစ်သူကတော့ဒေါက်တာကြီးခင်ဖြစ်ပြီးမိခင်ကတော့နာမည်ကြီးအစိုးရထားပဲဖြစ်ပါတယ်အစိုးရထားရဲ့ဖခင်ကြီးကတော့အလင်းကကြောစွာခိတာစာဆိုရွှေတိုင်းညောမှာ ရွှေတိုင်ညွန့်ရဲ့ဖခင်ဟာကောင်းမောင်ခင်နောက်ပိုင်းမှာထင်ရှားကြောကြခဲ့တယ်။လူရွှေတော်စာစုဦးကျင့်ခေဦးကျင့်ခေရဲ့ဖခင်ကတော့ကောင်းမောင်ခင်ကနန်းတွင်စာစုတော်ကြီးဦးလန်းမောင်။နန်းတွင်စာစုတော်ကြီးဦးလန်းဆိုတာတချင်းကြီးတချင်းခမ်းများကိုစနစ်တကျသိဆိုနိုင်တဲ့အတွက်မင်းတော်မင်းနဲ့တီပေါ်မင်းတို့လက်ထက်မှာ အမှုတော်ထမ်းခဲ့ရတဲ့အစရောတအုပ်ဖြစ်ပါတယ်။ဦးလန်းရဲ့တာဖြတ်သူဦးကျင့်ခေဟာဦးလန်းရဲ့တာဖြတ်သူဦးကျင့်ခေဟာ မြမသဘင်လောကမှာအလွန်ထင်ရှားခဲ့တဲ့လူရှင်တော်ကြီးတဦးဖြစ်ခဲ့ပြီးတချင်းရေးဆရာလည်းဖြစ်ပါတယ်။ဦးကျင်ခဲရဲ့တာတော်ဆက်တဲ့ရွှေတိုင်းညောဟာလည်းဓမ္မပူဇာတိများလူမှုရေးအချက်တည်းစုံလွဲတည်တချင်းများနဲ့နိုင်ငံရေးတည်တချင်းစတဲ့ဓပြတချင်းအများအပြားရေးခဲ့ပြီးနမေကျော်နဂနီတချင်းဟာသူရဲ့လက်ရရဲကတခုအပါအဝင်ဖြစ်ပါတယ်။ဆရာကြီးရွှေတိုင်းညောရဲ့သမီးအစိုးရထားဟာလည်းမွန်နိုထားနေမနှက်ပြန်သူမဟုတ်ပေတော့အခါ မုံဆက်ဆက်မရွယ်တန်တရားဒဂွေဝဲဆိုတဲ့တချင်းတွေနဲ့အတူဘိုးဘေးများနည်းတူအောင်မြင်ကြောကြတဲ့နာမည်ကြီးဆိုတော့တအုပ်ဖြစ်ခဲ့ပါတယ်အစရောဇောဝင်းထမတော်အသက်တနှစ်ကျော်တဲ့အကိုတအုပ်ရှိပြီးနာမည်ကတော့စောမျိုးထွပါမြမခင်အောင်ကနဝင်တရေးစရာအစရောဖြစ်ပြီးမယ်သူတို့ညီကိုနှစ်ဦးလုံးဟာရော်ခီတာကိုချင်းမြတ်နှုတ်ခဲ့ကြပါတယ်ကိုညီထလိုအလုံးကတရင်တနီခေါ်ကြတဲ့ဇော်ဝင်းထော်ဟာရန်ကုန်တက္ကသိုလ်မှာဇူလော်ဂျီပွဲကိုရရှိထားပါတယ်။ ဇော်ဝင်းထွန်းရဲ့ဖခင်ဖြစ်သူဒေါက်တာကြည်ခင်ဟာအနုပညာကိုဝါသနာပါပြီးကြည်ခင်မြန်နိုးလွန်းသူဖြစ်တာကြောင့်အိမ်မှာဂီတအနုပညာရှင်တွေနဲ့စီကားနေတတ်ပါတယ်။ဒါကြောင့်လည်းအားလုံးရဲ့တိုက်တွန်းမှုကြောင့်သုံးနှံအရွယ်လောက်မှရင်တချင်းတီဆိုနိုင်ခဲ့ပြီးပထမဆုံးဆိုခဲ့တဲ့တချင်းကတော့မင်းမင်းလက်ရဲ့တချင်းပါ။ထို့နောက်အသက်ဆန်းတဲ့မပြေခင်မှာမန္တလေးကဆီယာပန္ဒရာဦးမြောင်စီမှာစောင်းပတလာအတီးပညာကို စနစ်တကျတင်ကြားခဲ့ပြီး မန္တလေးကအထင်ရှားတဲ့ရင်မောဂီတတီဝိုင်းနဲ့ကိုရိုင်းဂီတတီကတခြင်းတွေဆိုတက်လာခဲ့ပါတယ်။1989ခုနှစ်မန္တလေးကနေရန်ကုန်ကိုပြောင်းလာခဲ့ပြီးတဲ့နောက်အမှုပညာရန်ဝန်ကပုံမကျဲဝန်လာခဲ့ပါတယ်။ဇာတ်သုံးနဲ့အရွယ်မှာမိခင်ဖြစ်သူအစိုးရထားတခြင်းဆိုရနောက်ကိုအမြဲတမ်းလိုက်ပါလိမ့်ရှိတဲ့ကိုကြီးထောဟာဆရာဖြစ်ပြီးတဲ့နောက်ဆရာစောဝဲမှုရဲ့ဂီတသင်တန်းမှာတွားရောက်သင်ယူခဲ့ပါတယ်။အဲဒီနောက်ဒရမအဖြစ် OASD ဒီဝိုင်းမှာဝင်ရောက်တီးခတ်ခဲ့ကော အဆိုပါဒီဝိုင်းနဲ့ဖြူသည်ဆိုင်ဆိုင်မော့ခွန်တန်းထုံမိခလာတို့ရဲ့စီးရီးတွေနဲ့ရုပ်ရှင်သချင်းတွေကိုပါဝင်တိခတ်ခွင့်ရခဲ့ပြီးအသက်16နှစ်နဲ့ဂီတပါရမီကိုထုတ်ဖော်ခွင့်ရရှိခဲ့ပါတယ်။ OE စမှာလေးနှစ်တာဖြတ်သန်းခဲ့ပြီးတဲ့နောက်စေကျော်တဲ့အရွယ်မှာရင်အောင်မြင်မှုတွေရရှိလို့နေပါပြီ။ဒါ့အပြင်လည်းသူတို့ညီကိုနှောင်းဦးကိုပိုဝေရီနဲ့မိခင်ဖြစ်သူလို့ပိုပြီးအောင်မြင်စေခြင်းနဲ့ဖခင်ကြီးရဲ့ဆန္ဒတွေကြောင့်1980ပြည့်နှစ်မှာ အင်ပါရာဒီဂီတာအဖွဲ့ကိုထူထောင်နိုင်ခဲ့ပါတယ်။1983ခုနှစ်မှာပထမဆုံး DL ဘန်ဖြစ်တဲ့မာဂျူရီညာအဖွဲ့ကိုထုတ်ခဲ့ပါတယ်။အဲဒီအဖွဲ့ထဲမှာတည်ရစီယာမင်းချက်သူရေးပေးတဲ့တခြင်းတွေပါဝင်ပြီးဇီယာသူခမိန်ကကိုညီထွတ်အတန်ကိုသဘောကျလို့ဆိုပြီးမြစ်တာနဲ့ရေးပေးခဲ့တဲ့တခြင်းသုံးပုဒ်ပါဝင်ပါတယ်။အဲဒီအချိန်မှာကိုညီထွတ်ကအသက်19နှစ်ပဲရှိပါသေးတယ်။မာဂျူရီညာစီရီရဲ့အတိုင်းတွေကိုဖခင်ဖြစ်သူကရေးပေးခဲ့တာဖြစ်ပြီး အခွေရဲမှာအကိုဖြစ်သူဇော်မျိုးထုတ်ကရှက်ပုတ်ပါဝင်တီဆိုက ကိုညီထုတ်ကစေပုတ်တီဆိုခဲ့ပါတယ်1983ခုနှစ်မှာမာဂျိုရီညာနဲ့အတူဂီတမှာအောက်သက်ကြီးပြီးအောင်မြင်တဲ့ဂီတသမားတွေဖြစ်လာခဲ့ကြတာဟာဖခင်ကြီးရဲ့ပြုစုပြူထောင်မှုက အထူးကပါဝင်ပါတယ်တရေစီယာစောကုစိန်ဒုခမိန်လိုင်းမင်းချစ်သူတို့ရေးသားထားတဲ့တခြင်းတွေကိုတီဆိုရင်အရင်ကနေတစဉ်တောက်လျှောက်နာမည်ကြီးလာခဲ့ပါတယ် ဇော်ဝင်ထွန်းရဲ့တည်တခြင်းတွေဖြစ်ကြတယ်အချက်များသူစီမှာ strawberry ချစ်သေးရှင်အချက်တဲလားလေပြင်းအနှိုင်းမဲ့အစုံဘသူရှိမလဲမဟာ အစားရှိတဲ့တခြင်းများစွာနဲ့မာဂျိုရီညာများ အချက်စွန့်ရင်ကျဲတကွန်လန်တဲ့ရော့တစီရှေပြေရှင်တန်းချင်းရာဇဝင် နေရတဲ့ခရီးသွားမီဂိုရမ်များစီဆိုပန်းရိုက်မျက်နှာမဟာဂျပစီ စေပေါင်းခရင်ညာစတဲ့အခွေများဟာအောင်မြင်ကြောကြားခဲ့ပါတယ်။အစရောကြီးစောဝင်ထောဟာပကြီးဆွဲရတာနဲ့ပကြီးကားရီစူးစီးရတာကိုကြိုက်နှစ်သက်တဲ့အပြင်ခက်ကြံကြံကစားရတဲ့အကစားတွေကိုနှစ်သက်တာကြောင့်ကရာတီကို၃နှစ်နေပါတင်ယူပြီးကစားခဲ့ပါတယ်။ဒါကြောင့်လည်းကိုကြီးထောဟာအမြဲတမ်းလိုလိုလန်းဆန်းတက်ကြွနေတတ်ပါတယ်။ဇော်ဝင်ထောဟာဇနီးဖြစ်သူမေခိုင်အောင်နဲ့လက်ထပ်ခဲ့ပြီးတာဝေထောတော်ရာခေါ်အီတိုနဲ့ ။သမီးဝေထွတ်တာယာခေါ်ချမ်းချမ်းတို့တာသမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။တာဖြစ်သူအီတိုဟာအဖခင်ဖြစ်သူလိုပဲအောင်မြင်တဲ့အစိုးရတအုပ်ဖြစ်လာခဲ့ပြီ။ကောင်းမောင်ခင်မဒီကနေ့အထိအမှုပညာမျိုးဆက်တစ်ခုကိုဆက်လက်ထိန်းသိမ်းထားဆဲပင်ဖြစ်ပါတယ်။